ချင်းပြည်နယ်ဖားကန်မြို့နယ်မော်စီစာကြီးရွာဖျားကုန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများပြားနေတယ်လို့သိရပါဗျ။မော်စီစာဖျားကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ16ရက်နဲ့18ရက်နေ့တွေမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်ကောင်စီဘက်ကတပ်မ33စီဦးစီးမှုဒုတိယရန်ဗိုလ်မှူးဖြိုးတက်စော်အပါဝင်30ကျော်တေဆုံးခဲ့တယ်လို့သိရပါဗျ။ စီရင်အရှင်ကပုံမြင့်လာတဲ့စေဦးစီးမှုတည်တယ်လို့သတင်းထွက်ပြီးကလေးကမော်စီစာနဲ့ဂရေမော်ဘက်ကိုအင်အားဖြင့်စစ်ကြောင်းထိုးတာတွေလှုပ်လာပါတယ်စစ်တပ်ဘက်ကတေဆုံးသူတွေများတယ်လို့ကချင်သတင်းရင်းမြစ်က ER Times ကိုပြောပါတယ်ဘုံမူဖြိုးတက်စော်ရဲ့အလောင်းကိုမော်ဝမ်းကျေးရွာနီးမှာမြေမြုပ်တကြိုခဲ့ကြပြီးတော့ပြန်လည်တည်ယူသွားတဲ့စစ်ကောင်စီအလောင်း30ကျော်ကိုတော့ဖားကန်တက်မှဂုံးမှာတကြိုခဲ့တယ်လို့သိရပါဗျ။ စီဦးစီးမှုတည်ဆုံးခဲ့ပြီးတဲ့နောက်တိုက်ပွဲမှာပုံမှုပြင်းထန်လာပြီးဇွန်လ16ရက်နေ့မှာမော်စီစာနဲ့ဂရင်းမော်ချားမှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဒါအပြင်မော်ဝမ်းကြီးမော်ဝမ်းလေးအနီးမှာလည်းမနေ့ကဇွန်လ16ရက်နေ့မနက်၈နာရီအချိန်ကလေးကစပြီးတော့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအဲ့ဒီနေ့ညနေပိုင်းမှာမော်ဝမ်းလေးဘက်ကိုလေးချောင်းကနေစတင်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျာ။ ဖားကန်တက်မကုန်းမှာဇွန်16ရက်နဲ့18ရက်နှစ်ရက်တွင်အလောင်း30တလောင်းတကြိုခဲ့တယ်လို့ကချင်သတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ1ရက်နေ့ကလေးကစတင်ပြီးတော့အဲ့ဒီမော်စီစာဖားကုန်းမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကမော်ရီကိုလှည့်လည်ပြီးစက်ရဲနှားတွေကိုမိရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။